ားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်တင်မဲ့တင်ပြကြတော့ခက်ဆက်လေးလေ့ကျင့်ရန်စရီးသမတ်တို့ကနံပါတ်1နဲ့3လို့ဖြစ်ပါတယ်ဒီကမှဒီချိန်တော့ဘာအကြောင်းသိရမှာလဲဆိုရင်ရှုံးနဲ့မြက်အကြောင်းသိရမှာဖြစ်ပါတယ်နော်ဒီစတူဘူကိုကျေဝယ်လာပြီးတော့အဲ့ဒီပစ္စည်းကိုပြန်ရမယ်နော်အဲဝယ်ရသောပစ္စည်းရဲ့တန်ဖိုးကိုဝယ်စေလို့ခေါ်တယ်ပြန်အဲ့ဒီဝယ်ထားပြီးတဲ့ပစ္စည်းကိုဒီပြန်ရလိုက်ကြပါနော်အဲ့ဒီပစ္စည်းရဲ့တန်ဖိုးပြန်ရတဲ့ပစ္စည်းရဲ့တန်ဖိုးကိုကျတော့ရောင်းစေလို့ခေါ်ပါတယ်ဟုတ်ကဲ့ လုံးမရောင်းဝယ်လုပ်တဲ့ခါမှာကျွန်တော်အရှုံးလက်ရှိမယ်အမြင်လက်ရှိမယ်အမြင်ကိုလိုချင်ရောင်းစည်းတွေကနေဝယ်စည်းကိုလုပ်မယ်အရှုံးကိုလိုချင်တော့ဝယ်စည်းတွေကနေရောင်းစည်းကိုလုပ်မယ်နော်အဲ့ဒါအဓိကပါဟုတ်နော်အဲ့ဒါနံပါတ်1ကအောက်ပါလို့ရင်အမြင်ရကိုင်းလို့ဘုံမဟုတ်အရှုံးရကိုင်းလို့ရှာပါရဲ့နံပါတ်ကကြီးဝယ်စည်းရ3600ကျက်သူက3600ကျက်နဲ့ဝယ်လာတဲ့ပစ္စည်းတစ်ခုကိုရောင်းလိုက်တဲ့ခါမှာ3000ကျက်ပေးရတယ်အပြင်ရှုံးပါလားမြတ်ပါလားဘုံမရှုံးပါလားနော်အဲ့ဒီစမှာတော့ ဝယ်ဈေးက3600ကျပ်ရောင်းဈေးက3000ကျပ်ဒါကြောင့်ဒီမှာရှုံးမှာကြည့်တော့အရှုံးငွေလိုရှိဝယ်ဈေးကနေရောင်းဈေးကိုပြန်နော်ဝယ်ဈေးက3600ကျပ်ရောင်းဈေးက3000ကျပ်ဒီလိုလက်ကမှာ600ကျပ်ဒီ600ကျပ်ရှုံးနေတယ်အဲဒီဝယ်ဈေး3600မှာအရှုံးက600ကျပ်ဖြစ်တယ်အဲအရှုံးရရလိုက်တော့လို့ရှိနေတယ်ဒီမှာကအဲဝယ်ဈေး3600ကိုဆိုတော့အရှုံး600နဲ့နော်အရှုံး600ကိုဝယ်ဈေး3600နဲ့ဆိုတော့အဲချိုးချမယ်ပြောရမယ်ဆိုတော့စမ်းမယ်နော်

ခါရဲသုံးပိုင်းနှစ်ပိုင်းကြာရဲလို့ဆိုလို့ရရှိပါတယ်။ဘူးကနမခအွေးမှာဝယ်စည်း940ကျဲနဲ့ရောင်းစည်းက600ကျဲတဲ့။ဝယ်ရာက940လေးဝယ်ယူ600ကျဲနဲ့ရောင်းလို့ဆိုတော့ရက်မယ်နော်။ဒီကမှာဝယ်စည်းက940ကျဲရောင်းစည်းက600ကျဲ။ဒါဆိုရင်ဒီကမှာအမြတ်ကိုလိုချင်တာနော်။ညလို့ရှိရင်ဒီကမှာရောင်းစည်းတွေကဝယ်ပြည့်နေတယ်။ရောင်းစည်းက600ကျဲဝယ်စည်းက940ကျဲ။ဒီကမှာဒီလို60ကျဲအဲ့ဒါဒီမှာ60ကျဲညက်တယ်။ဟုတ်နော်။ ဒါဆိုရှင်ဝယ်စည်း940မှာအမြက်က660ချက်ဖြစ်တယ်။ဒါဆိုရင်အမြက်ရာဂိုင်းလုံးကိုရေလို့ရှိရင်ကျွန်တော်တို့ကဝယ်လာတဲ့940ကိုပိုင်းချင်မှရေးပြီးတော့အမြက်ကိုပိုင်းချင်မှမရေးမယ်။နော်ရာဂိုင်းလုံးလိုချင်တာဖြစ်တဲ့ဆိုတော့100နဲ့မြောက်ပေးရတယ်။နော်မြက်တက်ကမှာ60နဲ့940နဲ့မြက်တက်ကမှာ60ကလေး60 69 900တရာကိုနဲ့တက်ကမှာ11.9%ဆိုပြီးတော့ရရှိပါတယ်။ဒါကကျွန်တော်အမြက်ရာဂိုင်းလုံးမှာ နောက်ကနံပါတ်2အောက်ပါတို့ဝယ်ဈေးရှာပါတဲ့အောက်ပါတို့ဝယ်ဈေးရှာဝယ်ရဈေးပေါ့နော်ဝယ်ဈေးနဲ့ဝယ်သူကရောင်းတာက2250ကျော်ရှုံးတာက55ရာခိုင်နည်းပဲဆိုတော့ဝယ်ဝယ်လာတာဘယ်လောက်နဲ့ဝယ်လာတာလဲကသိချင်ဒီကောင်ကရောင်းသေးကရောင်းဝယ်ဈေးကိုကျွန်တော်100ချက်လို့ထားတယ်ဝယ်ဈေးသိချင်တာသိချက်ဝယ်ဈေးကိုကျွန်တော်ကဂျာဂန်နည်းသိချက်ပဲ100နဲ့ထားမယ်ဆိုလို့ရှိရင်အရှုံးက55ချက်ပဲဝယ်လာက100ချက်နဲ့ဝယ်လို့ရှိရင်အရှုံး55ချက်ပဲ55ရာခိုင်နည်းရှုံးမယ်ဖြစ်တယ်နော် ကဲဒါဆိုရင်ရောင်စေးကိုလိုချင်လို့ရှိရင်ကျွန်တော်ကတရားချက်တရားနဲ့15ချက်ကိုလိုလက်ပါမှာဆိုတော့85ချက်နဲ့ရောင်းပါမယ်เนาะဒါကတရားကိုဝယ်သေးတရားချက်ကိုချိန်เนาะအဲဒါဆိုရင်ကျွန်တော်တို့ကရောင်စေး85ချက်ဖြစ်ပြီးဝယ်သေးရတရားချက်အခုကျွန်တော်တို့လိုချင်တာကရောင်စေး2150ချက်ဆိုရင်ဝယ်သေးရဘယ်လောက်လဲဝယ်သေးကိုလိုချင်2150ချက်ကို85နဲ့စမ်းမယ်ဒါကဝယ်သေးဒီပေါ်ဒီကတရားနဲ့တရားဖြစ်တဲ့တရားနဲ့မြောက် လက်တက်ကမှကျွန်မကနော်အဲ85 300 95 85 30လီမှာ2550 30နဲ့တရားတယ်ဆိုတော့အဲလက်တက်ကမှလောရရဲဆိုရင်3000ကျပ်ရတယ်နော်ဒါဆိုရင်သူက3000ကျပ်နဲ့ဝယ်လာတယ်ရောင်းလေးက2250ကျပ်ဆိုတော့ဘယ်လောက်ရကန်လို့ရှိရင်ဆို1500ကျပ်လို့ရှိရင်လို့ပြောစမ်းနော်ဟုတ်နော်ဟောနမခါဝေရောင်းသေး990ကျပ်မှာအမြဲတမ်း10000ရကန်လို့အသေးစမတော့ကဝယ်သေးလို့ရှိနေတာပဲဟုတ်ကဲ့နော်ဒါဆိုရင်ဝယ်သေးလို့ကျွန်မတို့100ကျပ်နဲ့ထားလိုက်မယ် ဝယ်လေးတရာချက်မှဆိုရင်အမြတ်က30ရာတာနေ30ချက်ပေါ့ဟုတ်နော်ဒါဆိုရင်ကျမတို့ကဘယ်လိုပြရမလဲဆိုရင်ရောင်းစရာတရာချက်နဲ့30ချက်နဲ့တရာ30နဲ့ရောင်းလို့ကျမတို့30ညက်တာပေါ့နော်ဒါဆိုရင်စီပေါင်းတရာ30ချက်ရောင်းစရာ30ချက်မှဝယ်စရာတရာချက်အဲ့ဒါမျိုး30ညက်တာပေါ့နော်30ညက်တာဒါဆိုသူကရောင်းစရာ900ချက်မှဆိုရင်နဲ့ဝယ်စရာဘယ်လောက်လဲသိချင်တယ်ဒါမျိုးကျမတို့က130ကိုတော့ရောင်းစရာပြည့်တဲ့130ကိုပိုင်းကြီးမှာထားမယ် နောက်တစ်ခုက960ကျောက်ကိုပိုင်းဝင်မှာထားတယ်။ထားပြီးရကမသမောတရားကျင်းနဲ့ညှောက်ပြရပါတယ်။ဒါရင်အဘွားတညာနာကတညာနဲ့ရှိလို့ရှိရင်စတိပဲကျင်းမှာပုံမှန်69ကျင်းနေနော်။ဒါရင်စတိ69ကို69တရား10ကို69ကျင်းနော်။ဒါတော့ကိုယ်နဲ့တရားနဲ့မနောက်တဲ့ခါမှာ910ရပါတယ်။ဒါရင်ဘာလို့လဲဆိုတော့အများဆိုလို့ရှိရင်ကျွန်တော်ကဒီနော် ုက90ကျုပ်ကိုပိုင်းဝင်မှားတယ်130ကျုပ်ကိုပိုင်းဝင်မှားတယ်100နဲ့မြတ်မှာနော်ဒီမှာတော့အောက်ပါလို့ရောင်းသေးကိုရှာပါတယ်သူကဝယ်လာတာက3000ကျင်းနဲ့ဝယ်တယ်အမြက်က16ရောက်ကနေရတယ်ဆိုလို့ရောင်းနေစီကဘယ်လောက်လဲဆိုတော့3000ကျင်းတော့ပို့မှာပေါ့နော်ဆိုတော့ဝယ်စီကဝယ်စီ100ကျင်းနဲ့တွေ့မယ်ဝယ်စီ100ကျင်းမှာဆိုရင်အမြက်က16ကျင်းရအောင်နော်ဒါပေမဲ့ရောင်းစီကကျမတို့ကဒီ100နဲ့16နဲ့မြတ်တော့116 116ကျင်းနဲ့ရ ။မြက်ကကြောက်ချက်နဲ့တွေ့တာဖြစ်ကြတယ်နော်။ဒါကြီးကျွန်တော်ကဝယ်ဈေးတရားချက်မှာဆိုရင်လည်းရောင်းရတရား36ချက်ဝယ်ဈေး3000ချက်ဆိုရင်ရောင်းရဘောက်လည်းသိချင်တယ်ကျွန်တော်က3000ချက်ကိုပိုင်းပြီးမှထားမယ်။နော်တရားချက်ကိုပိုင်းပြီးမှထားပြီးတော့ဒီဒီကလဲရဘက်မှာရှိရဲ့တရား36ဆိုတော့ကမြောက်ပြရမယ်။နောက်တစ်ခါမှာတရားပြည်ညာနှလုံးနဲ့ပြည်ညာနှလုံးနဲ့ကြည့်ရမယ်။ဒီ30နဲ့136နဲ့ကိုမြောက်တဲ့အခါမှာ3480ကျရပါမယ်။အဲဒီကက နော်ဝယ်ဈေးက300ကျပ်အများကြီးရောင်းလို့ရအောင်ဆိုတော့3480ကျပ်နဲ့ရောင်းလိုက်တာပေါ့နော်အဲ့ဒါပြောချင်တာနောက်ခုကနမရောင်းဈေးက3480ကျပ်ပဲမက္ကဝေကဝယ်ဈေး1260ကျပ်မှာအရှုံးက3300ကျပ်ရောင်းရမှာရှိတယ်ဒါပေမဲ့ရောင်းတဲ့ဈေးကဘယ်လောက်ကြီးလဲလောက်နဲ့လျှော့ပြီးရောင်းလိုက်တာလည်းသိချင်တယ်ဟိုဝယ်ဈေးကဝယ်ဈေး100ကျပ်ထားလိုက်မယ်ရောင်းဈေးက3300ကျပ်ပဲနော်အရှုံးကပေါ့3300ကျပ်ဒါပေမဲ့ရောင်းဈေးကိုလိုချင်လို့ရှိရင်ဆမားပါ တရားချက်တွေကနေ၃၃မှာ၃ပိုင်းချက်ကိုလုပ်လိုက်မယ်ဟုတ်နော်တရားချက်တွေကအရင်ဆုံး၃လို့မှာ၃လို့မှာဆိုရင်68ချက်ချင်တယ်နော်68ချက်ချင်တယ်အဲ့ဒီမှာမှကျမတို့ကဒီ၃မှာ၃ပိုင်းကိုတရားနေလို့လုပ်မယ်၃မှာ၃ပိုင်းချက်တယ်အဲ့ဒါ68 3မှာ96 3မှာ၃ပိုင်းချက်ချင်တယ်နော်အဲ့ဒီကျမတို့အဲ့ဒါကိုကျင်းရောပိုင်းခွဲတဲ့ခါမှာ96နဲ့3နဲ့မြောက်တယ်အိမ်မက်ပေါင်းတဲ့ခါမှာ290ရောဒီ3မိုင်း290ပိုင်းချက်နော် အဲ့ဒီဝယ်သေးတရာကျမှရေရောင်းနေစီရာနော်3290ကျဲဒါဆိုသူကဝယ်သေး1260ကျဲပြင်လို့ရောင်းသေးလို့နီး1200ကျဲ1260ကျဲကိုပြန်လဲစားပြီးတော့တဲ့ရဘက်မှာရှိတဲ့3290ပဲပိုင်းနေပြပြနော်ဒါတော့ကမှသူတို့ဘိုင်းချီမှာရှိတဲ့တရာမှာရှိတဲ့3000နှလုံးနဲ့ကတော့ဘွားသူမျိုးနဲ့ချိန်လိုက်မယ်ချိန်ပြီးတဲ့ကမှတော့126ကိုစမော်300ကျဲစားမယ်ဒါတဲ့ကမှ40နေရတယ်40နေနဲ့29နဲ့ကိုပြန်ညှက်တဲ့ကမှဒီ1218ကျဲနော်အရင်ကတော့ ရောင်းနဲ့ချော်ရောင်းတော့ဝယ်တဲ့1160ချက်ထဲရတယ်။ဝယ်တာက1160ချက်ပဲ။ကျွန်တော်က1118ချက်နေတယ်ဆိုဖတ်တယ်ပြီးတော့အရှုံးကပုံပေါ်ပိုင်းကိုတပိုင်းရတာမျိုး။ဒါမျိုးရောကျောင်းသေးက1118ချက်ဖြစ်ပါတယ်။ဟုတ်ကဲ့လား။ဒီနေ့ကတော့၄ချက်ငယ်စရီးသမတ်တို့ရဲ့နံပါတ်1ကိုတင်ပြပေးပါရစေ။အဆုံးထိရည်ရွယ်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။